be out of bounds for Australians. ဩစတြေးလျနိုင်ငံဟာသက်ဆက်6နှစ်အောက်ကလေးတွေကိုဆိုရှယ်လူမှုကွန်ရက်သုံးဆွဲမှုကိုပထမဆုံးပိတ်ပင်တဲ့နိုင်ငံဖြစ်လာပါတော့မယ်။လာမယ့်ဒီဇင်ဘာလမှာစတင်အကောင့်ထည့်ပေါ်မယ်။ကလေးသင်ငယ်တွေပေါ်ဆိုရှယ်မီဒီယာပိတ်ပင်မှုမှာ social platform ကိုကုပါဝင်မယ်လို့ဆိုရအာနာပိုင်တွေကပြောဆိုပါတယ်။ကလေးတွေကလေးဘဝကိုပိုင်ဆိုင်စေဖို့နဲ့မိဘတွေလည်းစိတ်အေးချမ်းသာနေစေနိုင်ဖို့ပါလို့ ဩစတြေးလျဆက်သွယ်ရေးဝန်ကြီးကပြောဆိုပါရယ်ဝန်ကြီးအနီကာဝဲကတော့ Facebook, Instagram, TikTok, X နဲ့ YouTube လို့အဓိက platform တွေဒီပိတ်ပင်မှုမှာပါဝင်မယ်လို့ပြောပါတယ်ဒီဥပဒေသေးရလူမှုကွန်ရက်မီဒီယာကုမ္ပဏီတွေဟာအသက်16နှစ်အောက်ကလေးတွေအကောင့်အသစ်ဖွင့်တာဒါမှမဟုတ်လက်ရှိအကောင့်တွေကိုဆက်လက်ထားရှိတာကိုတားဆီးဆောင်ရွက်ရမှာဖြစ်ပါတယ်ဒီဥပဒေဟာဒီဇင်ဘာလ10ရက်နေ့ကစပြီးအသက်ဝင်မှာပါ social media platform ကုမ္ပဏီတွေကတော့သူတို့နဲ့ လုံလောက်တဲ့ဆွေးနွေးမှုမရှိပဲအစိုးရကအခုလိုဆုံးဖြတ်ခဲ့တာဖြစ်လို့ဒီပိတ်ပင်မှုကိုကန့်ကွက်နေကြပါတယ်။ဒါပေမဲ့ Facebook နဲ့ Instagram တို့ကိုပိုင်ဆိုင်တဲ့ Meta လို့ company တချို့ကတော့ဒီဥပဒေသစ်ကိုလိုက်နာပါမယ်လို့ပြောပါတယ်။ဒီမူဝါဒလက်တွေ့ထိရောက်မှုရှိမရှိပေါ်လေလာသူအချို့ကတန်တရားဖြစ်နေကြပါတယ်။သောပြုသူကလေးတဦးရဲ့အသက်ကိုဘယ်လိုအတည်ပြုမလဲဆိုတာမျိုးဤပညာဆိုင်ရာစိန်ခေါ်မှုတွေကိုလည်းလေးလာသူတွေကထောက်ပြကြပါတယ်ရှင်။ Child Cyber.